မင်္ဂလာပါရှင်ရှယ်လက်လက်ပိုင်ပုံကနေကျေးဇူးပါတယ်ရှင်အဲ့တော့ဒီနေ့ည reading လေးကတော့မို့ဒါတစ်ခါတည်းမှာပြုလုပ်ပေးနေတဲ့အချစ်ရေး reading တူတူလေးဖြစ်ပါတယ်အဲ့တော့ဒုနှစ်ယောက်နီးစပ်နိုင်မလားဆိုတော့ဒါမိကုန်းလေးကောင်းစင်လေးเนาะအာမွန်နိုလေးလာကြည့်ကြမယ်အဲ့တော့ဒုနှစ်ယောက်နီးစပ်နိုင်မလားဒီ connection အခုဒီ reading လေးရကြတော့ crush တွေလည်းပါမယ်အတူတူရှိတဲ့ချစ်သူတွေဆိုရင်လည်းဒီထက်ပိုပြီးတော့နီးမလားပေါ့เนาะအဲ့တော့ဒုနှစ်ယောက်နီးစပ်နိုင်မလားဆိုတော့ အဲဒီနေ့ reading လေးကိုကျွန်တော်တွေလေ့လာကြည့်မယ် group လေး၃ခုဝင်စီစဉ်ထားတယ်အဲ့တော့ဒါလေးက hand cream လေးတွေပေါ့เนาะဒါကတရက်တီကြိုက်တဲ့သူလေးတွေအတွက်ပေါ့เนาะ mango hand cream လေးဖြစ်ပါတယ် okay ဒါလေးကတော့အုံသီးကြိုက်တဲ့သူလေးတွေအတွက်ပေါ့เนาะ hand cream လေးဖြစ်ပါတယ်စိမ်းရောင်လေးပါဒါလေးကတော့ strawberry ကြိုက်တဲ့သူလေးတွေအတွက်အာဒါပန်းရောင် hand cream လေးဖြစ်ပါတယ်အဲ့တော့ဒါမိမိနှစ်သက်တဲ့ အာဒီအသီးလေးတွေပဲဖြစ်ဖြစ်အရောင်လေးပဲဖြစ်ဖြစ်ကြိုက်တာရွေးချယ်နိုင်ပါတယ်ဒုနယောင်နီးစပ်နိုင်မလားပေါ့เนาะအဲ့တော့မို့ဒီမန်ဂိုလေးနဲ့ပြန်လာခဲ့ပါမယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ပင်လာပါရှင်ရှယ်ရီလက်ပံမူကနေပြန်လည်ကြိုဆိုပါရစေဒီနေ့ရဒုနှစ်ယောက်နှီးစက်နိုင်မလားဆိုတဲ့ဒီနေ့မီဟွန်လေးမှာပေါ့နော်ရီဒယ်လေးမှာအခုဒီမန်ဂိုတရက်သီးဟန်ခရမ်လေးကိုရွေးထားတဲ့သူလေးတွေအတွက်ဖြစ်ပါတယ်ဒီနေ့ကတော့လေဒီအနက်လေးအရန်ကောင်းတယ် ဒါတခါဟစ်တော်ညော်တယ်ဒီအနက်လေးအရန်ကောင်းတယ်အဲမမွန်ဒီအနက်လေးလေးလေးမွေ့မွေ့ကြိုင်ကြိုင်လေးဒီနေ့ retail လုပ်မယ်မွေ့မွေ့ကြိုင်ကြိုင်လေးပြီးတော့နောက်တစ်ခုရွေးထားတဲ့ dark layer လည်းအရန်ချစ်စရာကောင်းတယ် positive dark layer ဖြစ်တယ်နော် positive energy လေးအရန်မြောင်းတဲ့ dark layer ဖြစ်တယ်အဲ့တော့ okay စိတ်တည်တည်လေးအေးချမ်းချမ်းလေးနဲ့မွေးလေးလာကြည့်ရအောင်နော်အဲ့တော့တကယ်မန်ဂိုးလေးကိုရွေးထားတဲ့ဒီလေးတွေအတွက်ဖြစ်ပါမယ်ဒူနီယာနီးစပ်နိုင်မလား Okay, the devil တဲ့ဒုနှစ်ယောက်နေဆက်နိုင်မလားတဲ့ဒုနှစ်ယောက်နေဆက်နိုင်မလားဆိုတော့ the devil energy တဲ့ four of swords တဲ့နေဆက်ခြင်းနဲ့သူနဲ့ကိုယ်နဲ့ energy ထဲထဲမှာ negative energy တွေတော်တော်များနေတာပဲเนาะ alo ni san nai da mla mona ni da chi ya a mona ya ni san nai mla king of cups mona ya ni san nai mla seven of cups mona li maung ni phong ni de mona li maung ni phong ni de three of wands เมียวเล่นจากลีเดอร์อ่ะสมัครเปลี่ยนเสร็จไปรอท่าท่าว่า ဒုနည်းနီးစပ်နိုင်မလားဆိုရင်တော့ဒီမှာမြင်ရတဲ့ energy အများဆိုရင်တော့အခုလက်ရှိဒီအတိုင်းဒီအခြေအနေအတိုင်းပဲဆက်ပြီးတော့သွားနေမယ်ဆိုရင်နီးစပ်နိုင်မဲ့ခြေလံနီးစပ်နိုင်မဲ့အင်အားအရန်နေပါတယ်ဝေးกว่าမဲ့အာဘယ်လိုကောင်လဲနီးစပ်နိုင်တဲ့အင်အားက30ရာခိုင်နှုန်းဖြစ်ပြီးတော့ chance ကပေါ့နော် chance က30ရာခိုင်နှုန်းလောက်ဖြစ်ပြီးတော့မတိကြတာက 80ရာခိုင်နှုန်းဆိုတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ okay ဘာတွေကအတားအဆီးဖြစ်နေစီလဲဒုနည်းအားစပ်ဖို့အတွက်အဓိကအတားအဆီးကဘာတွေဖြစ်နေလဲโอเคအဲ့တော့ဒုနည်းအားစပ်ဖို့အတွက် တားစီရဘာတွေဖြစ်နေလဲဆိုရင်တော့ဒီနှစ်ယောက်ကြားတဲ့တဲမှာလေတယောက်ကိုတယောက်ပေါ့နော်ဒီနှစ်ယောက်ကြားတဲ့တဲမှာအရန် attachment များတဲ့ energy ပေါ့နော်ဒီလားအဲ့တော့အာအရင်ပူလောင်တဲ့ energy ကိုတွေ့ရတယ်အဲ့တော့ဒီနေ့ရောက်က comic ဓမ္မမုတ် twin flames ဆိုတဲ့ energy လေးကိုနည်းနည်းလေးဒီထဲမှာခံစားရတယ်ပေါ့နော်ဒါလေးကိုတွေ့ရတယ်အဲ့တော့ဒုနည်းအောင်နှိစက်နိုင်ဖို့အဓိကခက်ခဲနေတဲ့အကြောင်းရင်းကဘာဖြစ်မလဲဆိုရင်တော့တယောက်နဲ့တယောက်ကြားတဲ့နေရာမှာလေအရန်ကို attach attachment ဖြစ်လို့နေပေါ့နော်တယောက်ကိုတယောက်ပူလောင်ရတယ်နာကျင်စေတဲ့အပြောဆိုတွေပုံစံတွေစိတ်နေစိတ်ထားတွေဒါမျိုးတွေကနှစ်ယောက်စလုံးပြုပြင်ပြောင်းလဲဖို့အရေးကြီးကြီးပါလေတဲ့ဒီလိုအချိန်ကာလတစ်ခုကြာပြုပြင်ပြောင်းလဲလိုက်မယ်တယောက်နဲ့တယောက်ကြားလဲတဲ့မှာလေမွန်ဒီတဲ့တဲ့မှာဘာတွေ့ရလဲဆိုတော့တယောက်ကိုတယောက်ချစ်တယ်နော်ဒီဒီမန်ဂိုထင်းကလေတယောက်နဲ့တယောက်လေမြတ်တာရှိတယ်တယောက်ကိုတယောက်လေ မြတ်တာရှိရတာနဲ့တယောက်နဲ့တယောက်ဟိုချစ်ရတာနဲ့ကွာမာနတွေကြီးတယ်ချစ်ရတာနဲ့အနိုင်မခံအရှုံးမပေးတွေလုပ်တယ်နော်ချစ်ရတာနဲ့ဟိုဘယ်လိုကောင်းမလဲ negative energy တွေကို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 အရန်တုတ်လောင်ထားတယ်ပေါ့နော်ကိုချစ်သူပုံမှာပေါ့နော်အဲ့ဒီလိုဆိုတော့ဒီနေရာရဲ့ connection အရန်ပူလောင်နေရတယ်လက်ရှိမှာအရန်ပူလောင်နေတဲ့ connection မျိုးကိုပဲတွေ့ရတယ်မချစ်တာမဟုတ်ဘဲနဲ့ချစ်ရတာနဲ့အဲ့လိုမျိုးဆက်ဖြစ်နေမယ်ဆိုရင်တော့ နီးစပ်ဖို့ရာဂိုင်းတော့30ရာဂိုင်းနှုန်းလောက်ပဲရှိပါတယ်တဲ့အခွင့်အရေးကြံသေးတယ်0%မဟုတ်သေးဘူး30ရာဂိုင်းနှုန်းခွင့်ရေးကြံသေးတယ်ဒါပေမဲ့လုံးဝဒီဇိုင်းချင်းရမယ်သူရောကိုရောနှစ်ယောက်စလုံးနည်းနည်းဒီဇိုင်းချင်းရမယ်တယောက်ကိုတယောက်အဆင်ပြေအောင်တယောက်ကိုတယောက်အေဂျင်စီမဲ့နီးတယောက်နဲ့တယောက်ဘယ်လန့်ဖြစ်စေမဲ့ပုံစံမျိုးသူလည်းမတာနေဘူးကိုလည်းအဲ့တော့လူနေတာတွေပုံနေတာတွေမရှိဘူးအဲ့လိုပုံစံမျိုး balance ဖြစ်တဲ့ပုံစံမျိုးလေးနဲ့သွားမယ်ဆိုရင်ဟောဒီမှာကြည့် positive negative to positive ဖြစ်လာလိမ့်မယ်နော်အခုအချိန်တစ်ခုတော့ပြီးရလိမ့်မယ်အချိန်တစ်ခုအခုဒီစောင်းတွင်းပေါ့စောင်းတွင်းရနေစပြီးတော့ကြိုးစားလိုက်ຫນွေရရင် okay မယ်နော်အဲ့တော့ကိုယ်မြန်မြန်ကြိုးစားနိုင်ရင်ကြိုးစားနိုင်တဲ့လောက်တော့ okay မယ်ဆိုတဲ့ energy ကိုတွေ့ရတယ်ຢာဒီတစ်ခုတော့အချိန်ပေးရမယ်၃လ၄လပေါ့ပြောရရင်နော်နော်အဲ့တော့ယူလို့အချိန်ပေးရမယ်ဆိုတာကိုတွေ့တယ်တယောက်နဲ့တယောက်ကြားတဲ့နေရာမှာ ။ तू ကလည်းမာနကြီးနေမယ်။ तू ကလည်းမာနခံနေမယ်။အပြောဆိုလေးတွေကအစပေါ့နော်။တင်းနေမယ်။တင်းခံနေမယ်။ဒီလိုအရာမျိုးလေးတွေကိုအတက်နိုင်ဆုံးလျှော့ပါလို့မွန်ကတော့ဒီတဲထဲမှာအကြံပြုပေးချင်ပါတယ်။တယောက်နဲ့တယောက်အလဲထိုးနေတဲ့ပုံစံနေနော်။တယောက်နဲ့တယောက်ဝုန်းတိုင်းကျတဲ့အရာတွေတထဝ energy တွေလည်းတွေ့ရပေါ့နော်။ အဲ့ဒါကြီးတွေးတဲ့အတွက်ကြောင့်မလို့နည်းနည်းလေးဒီဇိုင်းပြောင်းမယ်ဒီဇိုင်းချိန်မယ်တယောက်ကိုတယောက်အဆင်ပြေအောင်နေမယ်ပျော်ရွှင်စရာလေးတွေဖန်တီးမယ်ပျော်စရာလေးတွေပြောမယ်ဆိုရင်တော့နှစ်ယောက် energy ကအနောက်ဘက်မှာ positive energy တွေအများကြီးတွေးတယ်။ဒါပေမဲ့လက်ရှိကာလအတိုင်းဆက်သွားရင်တော့နှီးဆက်ဖို့ရာခိုင်နှုန်းရှိလား30ရာခိုင်နှုန်းအပြင် ပုံမရှိဘူးဆိုတဲ့ဟာလေးကိုတော့တွေ့ရပါတယ်ရှင်။ကျေးဇူးများအိတ်တင်ပါတယ်။အဆအဆအဆင်ပြေပါစေလို့ဆုတောင်းပါတယ်။ဒီဇိုင်းလေးနည်းနည်းချိန်လိုက်ရင်ရပါပြီ။0%မဟုတ်ဘူးအခွင့်အရေးက30%ရှိတယ်။ကိုတော့ဆက်သွားပါ။ဆက်သွားပါ။ percentage တွေရှိပါတယ်နော်။အဲ့ဒါလေးတွေပြောပြပေးချင်ပါတယ်ရှင်။ကျေးဇူးများအိတ်တင်ပါတယ်။ Mango Team လေးတွေအဆအဆအဆင်ပြေပါစေ။ Reading လေးရအကျိုးရှိကိုင်ညီပြီးတော့ကိုယ့်အတွက်အကောင်းဆုံးနီးလန်းကိုရွေးချယ်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ မင်္ဂလာပါရှင် Channel လပိုင်မူကနေပြန်လည်ကြိုဆိုပါရစေ။အခုဒီနေ့ reading လေးကတော့ဒုနှစ်ယောက်နှီးစပ်နိုင်မလားဆိုတဲ့ reading ကောင်းစဉ်လေးဖြစ်ပါတယ်။အဲ့တော့ဒီနေ့ဒါ coconut tea ပေါ့နော်။ဒီအစိမ်းရောင်လေးအုံတိကြိုက်တဲ့သူလေးတွေပေါ့နော် coconut တဲ့။အဲ့တော့ okay ဒီအစိမ်းရောင် tea လေးကဒုနှစ်ယောက်နှီးစပ်နိုင်မလားတဲ့။ okay ဒုနှစ်ယောက်နှီးစပ်နိုင်မလားကြည့်ရအောင်နော်။ reading ကတော့ဒီ reading လေးကတော့ကောင်းစဉ်လေးအာရှင်းတယ်။

ဆက်ကြိုးစားသွားกว่าเนาะအဲ့တော့ဒုနေ့အောင်နေဆက်နိုင်မလားဆိုတော့အခွင့်အရေးတွေအရန်အများကြီးရှိတယ်ကြိုးစားမယ်ဆိုရင်ရတယ်ဆက်ကြိုးစားသွားအဲကိုစေးချဲ့တယ်လို့တော့ထွက်လာမယ်ကိုစိုက်ပြိုးတယ်လို့ထွက်လာမယ်ကိုစိုက်ပြိုးတဲ့အတိုင်းကိုရိတ်သိမ်းရမယ်အဲ့တော့ကိုကကောင်းကောင်းလေးနူးနူးညံ့ညံ့လေးဒီချစ်သူလေးတယောက်ကိုရဲ့ကို crush နေတဲ့သူလေးတယောက်ကိုရဲ့ချစ်သူလေးပေါ့ကိုရဲ့အပြုတ်အမူကိုရဲ့ နော်သူ့ပေါ်မှာထားတဲ့မြစ်တာကိုပြီးလိုက်တဲ့မြစ်တာအတိုင်းသူ့ဘက်ကနေရလာမယ့် energy ကအဲ့အတိုင်းပဲတက်ထက်သေးပဲပုံရိပ်တွေ mirror energy ဖြစ်နေမယ်ကိုမျက်နှိုးလားသူလည်းမျက်နှိုးတယ်အဲ့တော့ဒုနှစ်ယောက်နှီးဆက်နိုင်မလားဆိုရင်တော့နှီးဆက်နိုင်မဲ့အခွင့်အရေးတွေအများကြီးရှိတယ်။အဲ့တော့ကိုယ့်ဘက်ကနေသူ့ကိုသူ့အပေါ်မှာထားတဲ့စိတ်ကိုယ့်ဘက်ကနေသူ့အပေါ်မှာပြုတ်မှုတွေအပြုတ်အမှုတွေအတိုင်းတဖန်ပြန်ပြီးတော့တက်ရောက်မှုရှိလာနိုင်မယ်။ ဒါလေးကိုတွေးရပါတယ်ပျော်ရွှင်စရာလေးတွေဖြစ်လိမ့်မယ်နီးစပ်နိုင်မလားလို့မေးတော့ the lovers တဲ့ the sun the lovers ကဲကောလတ်နော်ကိုကိုနတ်တင်ကောလတ် okay နီးစပ်နိုင်ဖို့အဓိကအကြောင်းအရာအဓိကဘာတွေလိုအပ်လဲဘာမှတော့မလိုအပ်တော့ဘူးနော် the sun နဲ့ the lovers တဲ့ six of swords အချိန်လေးတခုတော့ပေးပေးနော်တစ်ဖက်ကိုလေ ace of cups မြတ်တာအစင်မှန်ပေးပေးမယ် သူ့ကိုအယမ်းပေါ့နော်ဝုံတိုင်းဝုံတိုင်းမလောမိစေနဲ့ကိုဘက်ကလေလောတာတွေပါလေတိတ်မလောနဲ့အဖြစ်မပေးသေးဘူးလားခဏစောင့်နေ crash တွေအဖြစ်မပေးသေးဘူးလားခဏစောင့်နေကိုချစ်တယ်လို့မျိုးကိုဘက်ကနေမှချစ်တယ်လို့မျိုးသူ့ဘက်ကနေပြန်ချစ်လာလိမ့်မယ်ကိုဘက်ကပေးဆက်တယ်လို့မျိုးကိုကသူ့ဘလောက်ထိစိတ်ရှည်လဲသူ့ဘက်ကနေကို့အပေါ်မှာတဖြည်းဖြည်းနဲ့မေတ္တာရောင်းပြန်လာလိမ့်မယ်အဲ့ဒီ energy ကိုတွေ့ရတယ်နော်အဲ့တော့ is of cups တဲ့ဒီ energy ကိုကြည့်ကြည့်ရော နော်ဒီ energy ကိုကြည့်ကြည့်အရင်အဆင်ပြေတယ်တခုလေးပဲဘာလေးရှိလဲဆိုတော့နည်းနည်းလေးတစ်ဖက်လူကနည်းနည်းလေးမူတယ်မူတတ်တယ်ပဲများတယ်ပေါ့လေနော်တစ်ဖက်လူကနည်းနည်းလေးပဲများတယ်မူတတ်တယ်အဲ့ဒီမူတတ်တာလေးကိုတော့ကဲကြောက်ရွံ့ကြီးကိုတိုးရင်တိုးရင်တိုးရင်နဲ့နည်းနည်းလာမယ်နော်အဲ့တော့အဲ့လားလေးတွေရှိတယ်အဲ့တော့ကိုယ့်ဘက်ကယူသားဖို့လိုတယ်ချစ်ပေးဖို့လိုတယ်မှန်ကန်ဖို့လိုတယ်တစ်ဖက်ကတော့နည်းနည်းပဲများတယ် နည်းနည်းလေးမူတတ်တယ်အဲ့ဒါလေးကိုတော့နည်းနည်းလေးသတိထားပြီးတော့အရှိကိုသွားအဆင်ပြေလိုက်မယ်နှစ်ယောက်ကဒုနှစ်ယောက်နှီးစက်နိုင်မလားဆိုတော့နှီးစက်မှာပါ two of cups တဲ့နော်အဲ့တော့နှီးစက်တော့မှနှီးစက်တော့မှနည်းနည်းလေးတော့အခုလောဆယ်နည်းနည်းလေးအလန်းဝင်းနေသေးတယ်တယောက်နဲ့တယောက်ကြားထဲမှာအလန်းဝင်းနေသေးတယ်ခုန်ကူးရမယ်နည်းနည်းလေးကြိုးစားရမယ်အဲ့တော့ crash နေတဲ့သူဘက်ကကြိုးစားပါအဆင်ပြေမလားဆိုတော့ ြည်မယ်ပြည်လာမယ့်အနေအထားတွေတွေ့တယ်။နည်းနည်းလေးပဲများတဲ့အတွက်အမူလွန်အမူလွန်နာမျိုးဖြစ်တတ်တဲ့အတွက်ကြောင့်မလို့တော့ကိုကမူနေရင်တော့ကိုကချဲ့တာနဲ့မူနေတယ်ဆိုရင်တော့ကိုကဖြည့်ပြီးမှရမှာပေါ့နော်။အဲ့ဒီ energy ကိုတွေ့တယ်။အဲ့တော့အတွေးတွေများမနေနဲ့။တစ်ဖက်ကကိုကိုမြစ်တာမှန်ပါတယ်။ချစ်ပါတယ်။စိတ်ရင်းစေတနာလေးကောင်းတယ်။အဲ့တော့ လူကျင်နေတဲ့အချိန်ချစ်နေတဲ့အချိန်မှာပြန်ချစ်ပေးတာပြန်ပြီးတော့လိုက်ရောတာကတော့ဒါအကောင်းဆုံးအချိန်အချိန်ပေါ့ timing ပေါ့ဒီလိုပြောလို့ရတယ်ပေါ့နော်အဲ့တော့တို့နှစ်ယောက်နှီးဆက်နိုင်မလားဆိုရင်တော့ yes ပါလို့ပြောပြပေးချင်ပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ် good luck ပါဒီ energy လေးဒီ positive energy လေးအပြည့်အဝရရှိပါစေလို့ဆုတောင်းပေးပါတယ်အမြန်ဆုံးလေးနှီးဆက်ကြပါစေချစ်ကြသူချင်း ပို့ပို့ပြီးတော့တစ်ဆင့်မြင့်နဲ့တစ်ဆင့် next level ကိုတက်ကြပါစေလို့မွန်ကစွတောင်းပေးပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်ရှင်ဒီထဲမှာလက်ရှိတွဲနေတဲ့သူလေးတွေတိတ်မကြခင်အိမ်အောင်ပြုပါလိမ့်မယ်အိမ်အောင်ကြလိမ့်မယ်အိမ်အောင်ကြပြီးနှီးစက်မယ်လက်ရှိတွဲနေတဲ့သူလေးတွေ crash energy လေးတွေချစ်သူဖြစ်လိမ့်မယ်လက်ရှိရှိနေတဲ့သူလေးတွေအိမ်ထောင်ဘက်လေးတွေအနေနဲ့တွေ့ရမှာဖြစ်ပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်အဆောဆောဆင်ပြေပါစေရှင် မင်္ဂလာပါရှင် Channel Lab ပိုင်းမှာနေပြန်လည်ကြိုဆိုပါရစေ။အခုဒီနေ့ reading လေးကတော့ဒုနှစ်ယောက်နီးစပ်နိုင်မလားဆိုတဲ့ဒီ reading ကောင်းစဉ်လေးကို strawberry ကြိုက်တဲ့သူလေးတွေအတွက်ပေါ့နော်။ပန်းရောင်လေးပေါ့နော်။အဲ့တော့ပန်းရောင်လေး strawberry ကြိုက်တဲ့သူလေးတွေအတွက်ပြုလုပ်ပေးမှာဖြစ်ပါတယ်ဒီနေ့ပန်းရောင်လေး။ ပါတယ်နော်ဆိုတော့ okay အဲ့တော့လူနည်းအောင်နေစက်နိုင်မလားဒီနေ့ reading လေးရတော့မင်းတို့ positive vibes လေးတော့မခံစားမိတယ် positive vibes တွေပြည့်အောင်လေဥမွေးကြိုင်ကြိုင်လေးတွေနော်ဒီအနက်လေးအရင်ကောင်းတယ်အဲ့ဒါလေးလုပ်ပေးထားတယ်ဆိုတဲ့အခါကျတော့ okay အဲ့တော့ group 3လေးပေါ့နော် group 3လေးချွေခေါ်တယ်အဲ့တော့ strawberry group လေးပေါ့နော် strawberry group လေး strawberry group လေး ဒူနီယောင်နေဆက်နိုင်မလားစတော်ဘယ်ရီ group လေးဒူနီယောင်နေဆက်နိုင်မလား Emperor Nine of Pentacles ပင်းများတယ်ပင်းများတယ်အမှုလေးလွန်နေတယ်เนาะအဲ့တော့ဒူနီယောင်နေဆက်နိုင်မလားဆိုတော့နေဆက်ချင်ရတာ ਨੇ နည်းနည်းလေးပေါ့နည်းနည်းလေးဖန်လူကလိုက်ရခတ်မဲ့အနေထားထဲမှာရှိတယ်။အဲ့တော့ Pentacles, King of Cups, Knight of Swords โอเคအဲ့တော့တဖက်နဲ့ကိုယ်နဲ့ဂျားတဲ့တဲ့မှာလေတဖက်နဲ့ကိုယ်နဲ့ဂျားတဲ့တဲ့မှာအရှိကိုစက်ဖို့အတွက်ကိုဟို no chance လဲမဟုတ်ဘူးဒါပေမဲ့လေတဖက်လူကနည်းနည်းလေးကွယ်မှန်ရှိတယ်လိုက်ရခက်လိမ့်မယ်เนาะအဲ့တော့လိုက်ရဒူးနေကကိုယ်နေဆက်ချင်တယ်တဖက်လူကကြောင်နည်းနည်းလေးအာမူလာလိုလိုတပဲမြားလည်းမဟုတ်ဘူးသူကလည်းသူသူ့မှန်တဲ့သူအဲ့တော့ crush energy တွေဆိုရင်တော့တစ်ဖက်လူကလည်း ဟိုဘယ်လိုမလဲလိုက်ရတော့တော်တော်ခက်တယ်ကွာဆိုတဲ့အထက်ထက်မှာတော့ပါတယ်သို့ပေမဲ့ကြိုးစားကြည့်ပါနော်နည်းနည်းလေးတော့ဖြိုရမယ်နည်းနည်းတော့ခက်မယ်နော်ဒိုးနှယောက်နီးစပ်နိုင်မလား crash energy လေးတွေဒိုးနှယောက်နီးစပ်နိုင်မလားဆိုရင်နည်းနည်းခက်မယ်အတူတူရှိနေတဲ့ချစ်သူတွေဒိုးနှယောက်နီးစပ်နိုင်မလားဆိုရင်တယောက်နဲ့တယောက်ကြားလဲတယ်မှာ ဟိုဘယ်လိုပြောမလဲခံယူချက်ချင်းတွေ love language ပေါ့နော်အချစ်ပေါ်မှာအာပေါ်ပြရဲအဲဘာသာစကားချင်းမတူဘူးပေါ့တစ်ဖက်လူကခက်တီတီတန်းတန်းနဲ့တော့ဒီခက်တီတီပဲသူတက်သူသူကိုသူနည်းနည်းပို့တယ်အဲအဲ့လိုမျိုးပေါ့နော်တစ်ဖက်လူကကြတော့ချင့်နေလိုက်ပြီးတော့အဲ့ဒီနှစ်ယောက်နီးစပ်နိုင်မလားလို့မေးရင်တော့အဲ့ဒီနှစ်ယောက်နီးစပ်အခုအခြေအနေနဲ့နီးစပ်သွားရင်တော့ အခုချိန်နေနေနီးစပ်သွားရင်တော့ဟိုဘလို့ဘလို့ခေါ့မလဲဟို peaceful ဖြစ်တဲ့ live တော့မဟုတ်ဘူးပေါ့နော်တကယ်ကိုညင်းညင်းချမ်းချမ်းလေးနဲ့ချစ်လိုက်တာပါညာဆိုတဲ့ live မဟုတ်ဘူးအဲ့ဒါလေးတော့ရှိတယ်အဲ့တော့နီးစပ်နိုင်မလားခွင့်ရေးတွေရှိလားနီးစပ်နိုင်မလားလောလောဆယ်အခုလက်ရှိနေထားရဆိုရင်တော့မပြတ်ဘူးပြဿနာတွေရှိတယ်အဲ့လိုမျိုးပေါ့နော် ။တယောက်တစ်ယောက်နီးစက်နိုင်မလားလို့မေးရင်တော့ရှော့ရလိမ့်မယ်ပေါ့။မိသားတီးတီးထားရလိမ့်မယ်။တယောက်နဲ့တယောက်ကြားထဲမှာမမောတော့ဒီထဲထဲမှာလေတယောက်ဖက်ကပေါ့နော်။အဲ့တော့ဒုနှစ်ယောက်နီးစက်နိုင်မလားဆိုရင်တယောက်ရဲ့ဖက်ကတော့သူ့ကိုယ်သူ selfish ပေါ့။နည်းနည်းလေးတကူကောင်းဆန်ပါတယ်။အဲ့တော့နီးစက်နိုင်မဲ့အခွင့်အရေးကအဲ့ဒီတယောက်ပေါ်မှာအရင်မူတည်ပါတယ်တစ်ဖက်ကအသေးချစ်တာတစ်ဖက်ကလေချစ်နေတာ သူကကြီးပြောင်းလဲဖို့ကြိုးစားတာတစ်ဖက်ထဲကနေကြီးပဲလေပြောင်းလဲနေရတာတစ်ဖက်ထဲကပဲပင်ပန်းနေရတာကြီးဖြစ်နေရပေါ့နော်အဲ့ဒီတဟိုအနာယူတတ်တဲ့ဘတ်ချမ်းပေါ့လေအဲသူကသူအနာယူတယ်လို့သူထင်ချင်မှထင်ပဲပေါ့သို့ပေမဲ့နည်းနည်းတကူကောင်းဆန်တယ်အဲ့တော့အချစ်ရေးမှာနှစ်ယောက်နှစ်ကိုတစ်စိတ်နှစ်ကိုတစ်စိတ်ပါဆိုမှဟိုတကူတစ်စိတ်စိတ်မျိုးလောက်တယ်ပေါ့နော်အဲ့ဒီလိုမျိုးအနေထားဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ ဒီ group strawberry group ကနီးစပ်နိုင်မလားဆိုရင်နီးစပ်လို့ရတယ်တစ်ဖက်ကအတကုံပင်မန်းပဲတစ်ဖက်ကတော့သူနေတတ်တယ်လို့ AC ပဲနေမှာသူအဆင်ပြေတယ်လို့နေမှာတစ်ဖက်ကဟိုဘယ်လိုကောင်းလဲအာဒီ connection ကလေလက်ရှိအခြေအနေကိုမပြုတ်ပြင်ပဲနဲ့နီးစပ်ဖို့ကြိုးစားလိုက်မယ်ဆိုရင်အနောက်မှာ three of sauce အရန်ပြင်ပန်းရလိမ့်မယ်ပေါ့အရန်ကိုလိုက်ပြီးချစ်ရတဲ့လူဘက်ကအရန်ပြင်ပန်းလာပြီးတော့မခံနိုင်တော့ဒါမျိုးအထိဖြစ်သွားနိုင်တယ်ဆိုတာလေးကိုတွေ့ရတယ်ပေါ့နော်အဲ့တော့အခု strawberry ting ကအခုကြည့်နေတဲ့သူကအနာယူတဲ့ဘတ်ချန်ဆိုရင်နည်းနည်း short တင်တယ်နည်းနည်း short မှရမယ်ဒါမှနီးစက်မယ်ကိုမ short ပဲနဲ့မနီးဘူး အနိုင်အခု strawberry တင်းကအလျှော့ပေးတဲ့ဘတ်အချမ်းကဖြစ်နေတယ်ဆိုရင်တော့ကိုကတောင်းလျှောက်လျှော့လေးလေးတစ်ဖက်ကနိုင်လေးလေးလျှော့လေးနိုင်လေးအဲ့ဒီလိုမျိုးနဲ့မညီမမျှနော် balance ကလုံးဝမမျှမတောင်းအဲ့ဒီလိုမျိုးကြီးနဲ့ယူလို့ကြကြမခံဘူးဆိုလဲ energy မျိုးကိုတွေ့ရတယ်ပေါ့နော်တငယ်ချင်းလေးတွေကိုဆိုတော့ gain strawberry တင်းလေးတွေအဲ့တော့ balance ဖြစ်ဖို့အရေးကြီးပါတယ် တယောက်နဲ့တယောက်50 50ချစ်ချင်းမြတ်တာတွေတူနေဖို့အရင်အရေးကြီးတယ်တစ်ဖက်ကကြီးပဲဇွတ်အလေးတာနေလို့မရဘူးဒါဆိုရင်တော့နီးစပ်နိုင်မလားဆိုရင်မေကွန်ရဲ့အပြင်ဘက်မှာရောက်နေတာဒီဒီဒီ group ကနော်နီးအခုလည်းနီးစပ်နေပါလေဒါပေမဲ့ဒီထက်ဒီထက်တိုးလိုက်ရင်ဒီထက်ပူမယ်ဆိုတာကိုပဲတွေ့ရတယ်နော်အဲ့ဒါလေးတွေကိုတွေ့ရပါတယ်အဲ့တော့မပြုတ်ပြင်မချင်းမပြောင်းလဲမချင်းတစ်ဖက်ကမလျှော့တစ်ဖက်ကမတင်မချင်း ဒီ energy ဟာ positive energy ပြောင်းလာမှာမဟုတ်ဘူးဆိုတာလေးကိုတွေ့ရပါတယ်။ဒါပေမဲ့ပြုတ်ပြင်နိုင်သေးတယ်အခွင့်အရေးရှိသေးတယ်ဆိုတာကို တွေ့ရပါတယ်ရှင်။ကျေးဇူးအများကြီးတင်ပါတယ်။အဆအဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်ရှင်။